ရသော်ဘုရားသခင်ကိုယ်တော်မြတ်ကဒါနကောင်းမှုလုပ်ပြီဆိုလို့ရှိရင်တဲ့ပစ္စည်းဥစ္စာက ကောင်းတာကအဓိကမဟုတ်ဘူးညံ့တာလည်းအဓိကမဟုတ်ဘူးနဲတာလည်းအဓိကမဟုတ်ဘူးတဲ့များတာလည်းအဓိကမဟုတ်ဘူးပစ္စည်းဥစ္စာနဲ့မဆိုင်ဘူးတဲ့ဥပမာသိမ့်ချီလူလို့ကုသိုလ်တွေအများကြီးရတယ်တစ်ချက်တစ်ချက်လူလို့ကုသိုလ်မရဘူးလည်းလို့မရှိဘူးအဓိကကုသိုလ်ဆိုတာယင်တဲ့နှလုံးထဲမှာဖြစ်တာ ကိုယ်စိတ်ဆွမ်းအားကြီးရင်ကြီးသလောက်ဖြစ်တယ်။တစ်ချက်လှူပြီးတော့စိတ်ဆွမ်းအားကထက်သန်တယ်။တသိန်းလှူပြီးတော့စိတ်ဆွမ်းအားကမထက်သန်ဘူးဆိုရင်တစ်ချက်လှူတဲ့လူကပိုရခြင်းရသွားတယ်။ဆွမ်းအားပေါ်မှာမူတည်တာနော်။ဒါကြောင့်မို့ဝေလံမတ်တော့မှာမြတ်စွာဘုရားကကိုလှူတဲ့ပစ္စည်းဝတ္ထုကကောင်းသည်ဖြစ်စေညံ့သည်ဖြစ်စေနည်းသည်ဖြစ်စေများသည်ဖြစ်စေအဓိကမဟုတ်ပါဘူးတဲ့။အဓိကကဘာတော့ဆိုလို့ရှိရင်စိတ်ထားပါ။ အဲ့တော့စိတ်ထားတော့ဘယ်လိုစိတ်ထားရမလို့ဆိုသက်ကိစ္စဒါနံဒိဋ္ဌိသက်ကိစ္စစိတ်ဆိုင်ပြီးတော့လှူရမယ်လှူတဲ့အချိန်အမှတ်တမဲ့လှူတာမျိုးမလုပ်ရဘူးလို့ပြောတယ်နော်မှန်ပါပါဗျာအမှတ်တရမမတ်ရရလှူရမယ်ဘာလေးပဲလှူလို့အမှတ်တရလေးပဲဖြစ်စေရကိုယ်စိတ်ထဲမှာဆွဲဆွဲမြင်းမြင်းအမှတ်တရတလေးတစားလှူတာမျိုးဖြစ်ရမယ်မှန်ပါပါဗျာနောက်တစ်ခုကစိတ်တိကတ္တဝဒါနံဒိဋ္ဌိလှူတဲ့အခါမှာအလှူခံပုဂ္ဂိုလ်တွေ ပူဇော်တဲ့စိတ်ချီးမြှောက်တဲ့စိတ်မျိုးနဲ့လှူရမယ်။အေးတချို့ကအဲ့လိုမဟုတ်ဘူး။ဒါနကောင်းမှုလုပ်တယ်ဆိုတာငါကောင်းစားဖို့ဆိုတာနဲ့လုပ်မယ်ဆိုလို့ရှိရင်ငါကောင်းစားဖို့ဆိုတဲ့လုပ်ကြရငါကောင်းစားဖို့ဆိုတာတဏှာရဲ့အတွေ့။လုပ်တာကတော့ဒါနကောင်းမှုပဲတွေးလိုက်တာကတဏှာအတွေ့။ဟောအဲ့ဒါကြတော့ဒါနကုသိုလ်ကတချမ်းပဲ့သွားတယ်ပေါ့။အကုသိုလ်တွေဝင်လာတယ်ပေါ့။ကိုဒါနကောင်းမှုရဲ့ ဒီအကျိုးကိုခံစားလို့ချင်တာဖြစ်လျာဖြစ်လျာဘဝမှာတထေးဖြစ်ပြရစေဆိုတာမျိုးစုတောင်းတာမျိုးလို့ပေါ့เนาะအဲ့ဒီဘက်ကိုစိတ်ကညွတ်ပြီးတော့လှူလိုက်မယ်ဆိုလို့ရှိရင်ဒါဒီဌာနဟာတဏှာနဲ့ရောထွေးသွားတဲ့ဌာနမျိုးဖြစ်သွားတယ်အဲ့ဒါကြောင့်မို့လို့အလှလှပြီးဆိုတဲ့အခါကျလို့ရှိရင် ကိုယ့်အတွက်မဟုတ်ဘူးအလှကံပုဂ္ဂိုလ်အတွက်စိတ်ထားမှာကိုယ်ကအလှကံပုဂ္ဂိုလ်အတွက်ငါလှတဲ့ဌာနကို ဆိုပြီးတော့တန်ဃာတွေဆိုလို့ရှိရင်ဩဒီဆုံးကိုဖုံးပေးသုံးဆောင်ပြီးတော့ပရိယပฏิပတ်တရားမြတ်တွေကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေ။သို့မဟုတ်ဒီတန်ဃာတွေရဲ့တဏ္ဏမှာရှိတဲ့သီလတမာရီပညာဆိုတဲ့ဒီခုံရည်ချင်းတွေကိုဒီဆွမ်းနဲ့ပူဆော်ပါတယ်လို့စိတ်ကတည်လို့ထား။အဲ့ဒါအမတန်မှအရေးကြီးတဲ့ဟာတစ်ခုပဲနော်။အဲ့ဒါကြောင့်ဝေလမတ်တော့ပါမြတ်စွာဘုရားစိတ်တိကတ်တော်အတဏ္ဍေတိပူဇော်လိုတဲ့စိတ်ချီးမြှောက်လိုတဲ့စိတ်ထားမယ် နောက်တစ်ခုကသာထဒါနံဒိဋ္ဌိကိုယ်တိုင်လှုပ်ပါလှူတယ်တန်းတဲ့အခါမှာကိုယ်တိုင်လှူပါတဲ့အာဂမနဒိဋ္ဌိကောလှူတယ်တန်းတဲ့အခါမှာကုသိုလ်ကောင်းမှုရဲ့အကျိုးတရားဟာလာမှာပဲရမှာပဲဆိုတဲ့ဒီအကျိုးတရားပေါ်မှာသိမြင်တဲ့အသိဉာဏ်ရှိဖို့လိုတယ်နောက်တစ်ခုကတော့အနပဝိတံကိုယ်လှူတာကိုယ်စီမှာမလှုပ်အပ်လို့စွန့်ပစ်တဲ့အနေမျိုးနဲ့မလှူပ ဒါဒါနကောင်းမှုလူတိုင်းလူတိုင်းသိတ္တိထားရမယ်ချက်တွေပေါ့နော်အေးအဲ့ဒါလို့လူပြီးဆိုရင် ကောင်းကျိုးချမ်းသာတွေဖြစ်တယ်နောက်တစ်ခုတတိထားစရာကောင်းတာဘာလို့ဆိုရင်ဒါနကောင်းမှုလုပ်ပြီးဆိုလို့ရှိရင်မလူခင်ကဝန်တာနေတယ်လို့လူနေစဲလဲဝန်တာရမယ်လူပြီးတဲ့နောက်မှာလဲဝန်တာအဲ့ဒီ၃မျိုးလုံးဝန်တာနိုင်မလားပုဂ္ဂိုလ်ကိုမိတာကိုယ်စိတ်လေးကိုကိုပြုပြင်တာ တခါတရံဆွမ်းလောင်းတဲ့မှာဆွမ်းလောင်းတယ်နော်ဆွမ်းလောင်းကြအေးစေတနာထက်ထက်တန်တန်နဲ့လောင်းပြီးတော့အလူကံပုဂ္ဂိုလ်ရဲ့မတော်မယောမြင်ပြီးလို့ရှိရင်စေတနာပြတ်တာမျိုးဆိုရင်ဒါကိုပဲနစ်နာသွားပြန်ရောအဲ့ချာနော်ဝိပတိတာရလို့ခေါ်တယ်ပေါ့အဲ့ဒါမျိုးနဲ့မဖြစ်စေဒီမှာမဟာဝိသတာဝိဘယင်ကြီးကိုရောဟိပုံနာကြီးကနေပြီးတော့ဆုံးမတယ် ဘုရင်ကြီးကအလှကြီးပေးကျင်တာအလှကြီးပေးကျင်တဲ့အခါကျတော့ဒီအင်္ဂါ၃ချက်နဲ့ပြည့်စုံအောင်လုပ်နိုင်ပါမလားတဲ့အရှင်မင်းကြီးရဲ့အလှပွဲကိုလာမဲ့ပုံကိုယ်တွေဟာလူမျိုးစုံလာလိမ့်မယ်တဲ့နော်လူကောင်းလဲလာလိမ့်မယ်လူဆိုးလဲလာမှာပဲသီလရှိတဲ့လူလဲလာမှာပဲသီလမရှိတဲ့လူလဲလာမှာပဲလူမျိုးစုံလာမှာပဲအဲ့လိုလာတဲ့အခါမှာ အလုံးပေါ်မှာကျင်တတ်နိုင်ကြလားကိုယ်အလှကိုလာစားတဲ့ပုံပုံတိုင်းကောင်းတဲ့လူလားလားဆိုးတဲ့လူလားလားဘယ်သူ့ပေါ်မှာကိုကျင်တတ်နိုင်လားကိုလို့တာအလှပဲလေအဲ့ဒါလို့စိတ်ထားနိုင်မှာမလားဟုတ်လားမလှခင်ကဝမ်းသာနေတယ်လို့လှနေတဲ့အချိန်မှာလည်းဝမ်းသာအဲ့ဒီမှာဝိပတိတာရလို့ခေါ်တယ်စိတ်ထဲမှာဟိုပျော်ရွှင်မှုလေးဆုံးရှုံးသွားတယ်ပေါ့နော် အမြင်မတော်တာတို့ဘာတို့မြင်လိုက်တဲ့အခါမှာစိတ်ထဲမှာအခုခေတ်ပြောရင်တော့သရာတရားပြက်သွားတယ်ဆိုတာမျိုးပေါ့အဲ့ဒါလို့မပြက်အောင် ထိန်းနိုင်ရလားလို့ကိုယ့်ဘာကိုယ်မေးရကုသကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်အထူးသဖြင့်ဒါနကောင်းမှုလုပ်ပြီဆိုလို့ရှိရင်အဲ့ဒါကိုထိန်းနိုင်အောင်ထိန်းဖို့လိုတယ်ပေါ့အဲ့ဒါတွေအတွက်စိတ်ပြက်မယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ကိုလူတဲ့အလူကညံ့သွားပြီလို့သာမှတ်ပေးတယ်ဘုရားစေတနာ မလူခင်ကဝန်တာနေတာလို့လူနေတဲ့အချိန်မှလည်းဝန်တာနေရမယ်။အာယုံပြုရမှာကိုကခုနကအာယုံပြုရပုဂ္ဂိုလ်ကိုအာယုံမပြုနဲ့။တန်ခါကိုပဲအာယုံပြုတယ်။ဂုံကိုပူဇော်တဲ့အနေနဲ့လှူတယ်။ပုဂ္ဂိုလ်မရွေတို့လှူတယ်။အော်။ကိုယ့်ရဲ့အလူဝတ္ထုစင်ကြယ်မှုကိုအာယုံပြုရမယ်ပေါ့နော်။အဲ့ဒါလို့အာယုံပြုပြီးတော့စိတ်ကို ထိမ့်နိုင်တိမ့်နိုင်ပြီဆိုလို့ရှိရင်ဝိပတိတာရလွတ်ကင်းသွားပြီကိုယ်စိတ်လေးကဒီမလူခင်ကဝန်တာနေတယ်လို့လူနေတဲ့အချိန်မှလည်းဝန်တာနေတယ်လူပြီးတဲ့နောက်မှလည်းပဲဝန်တာနေတယ်စိတ်ပြတ်သွားတာမရှိဘူးဆိုလို့ရှိရင်အဲ့ဒီအလူသည် မိုးတုံးကိုညီတဲ့အခါမှာတိနံနေထွက်တိုးတယ်လို့ပဲအဲ့ဒီအလူရဲ့အကျိုးဟာများတယ်ပေါ့မလားအဲ့တော့ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေဟာလုပ်တဲ့လုပ်တဲ့ဒီအချက်ကိုသတိထား ဒီအချက်တတိမထားပဲနဲ့ဒီအလူတန်းလုတ်ပြီဆိုလို့ရှိရင်တော့ကိုလူတဲ့အလူဟာညံ့ဖျင်းသွားနိုင်တယ်ပေါ့ကုသိုလ်မရတာတော့မဟုတ်ဘူးရတဲ့ဟာညံ့ဖျင်းဖြစ်သွားနိုင်တယ်ပေါ့အပရစေရဏပြတ်လို့ရှိရင်လောကမှာစေရဏဟာမထိန်နိုင်လို့ရှိရင်ပုဂ္ဂိုလ်ပေါ်တဲ့အကြောင်းပြုတာမဟုတ်ဘူး ကိုယ်စေတနာကိုမထိန်နိုင်လို့ရှင်ပြတ်သွားတာတွေရှိတယ်တထေးကြီးတယောက်အိမ်ကနေဆင်းလာအဲ့ဒီအိမ်ကနေဆင်းလာတဲ့အချိန်လေးမှာပြစ်စိကဗုဒ္ဓတဆူကအိမ်မှာလာဆွန့်လိုက်ဆွန့်လိုက်ရထားနေသူတွေ့လိုက်တွေ့လိုက်တော့သူ့စိတ်ထဲမှာဘယ်တော့မှသူလှူခြင်းတဲ့စိတ်မပေါ်ဘူးအဲ့ဒီအချိန်လေးမှာသူ ရှင်ဘုရားဆွမ်းရပါလားလို့မေးတော့ဩဆွမ်းခံတော့မယ်ရှိပါသေးတယ်လို့ဆိုအိမ်ကလူတွေဆွမ်းလောင်းလိုက်ဖို့မှားလိုက်တယ်သူကပြောလိုက်တယ်ပြောပြီးတော့သူကနန်းတော်ကိုဆက်သွားအိမ်ကတထေးကျော်ကြီးကအမတန်တရာတရားကောင်းတယ်ပြည့်စေကဗုဒ္ဓံကြွလာတဲ့အခါမှာတထေးကြီးကဆွမ်းလူခိုင်းတယ်ဆိုတော့ကြကြနနချက်ပြုတ်ပြီးကောင်းပြီဆိုတဲ့တလေးဓမ္မောက်ဆွမ်းမျိုးတွေလှုပ်လိုက်တယ် ချက်ပြုတ်လှူဒန်းနေတာဆိုတော့ခုနကနန်းတော်သွားပြီသူပြန်လာတဲ့အချိန်မှာပြိစိကဗုဒ္ဓကဆောင်းထဲမှာတပိတ်ရလို့တပိတ်ထဲမှာဆောင်းရလို့နော်အဲ့ဒီတပိတ်ကလေးပိုက်ပြီးပြန်အထွက်နဲ့သူနဲ့ဆုံမြန်နဲ့ထပ်ပြီးတော့အဲ့လိုဆုံတဲ့အခါကျတော့အရှင်ဘုရားတပိတော်တို့အိမ်ကဆောင်းရခဲ့လားဘုရားဆိုရပါတယ်ကြည့်ပြရစေပါဘုရားဆိုပြိစိကဗုဒ္ဓကသူ့တပိတ်ကလေးကိုပြ ပြတဲ့အချိန်လေးမှာဝန်တန်ရမယ့်အစာဘာဖြစ်သွားတော့ဆို။ဆန်နေရလည်းသိတ်ကောင်းတဲ့ဆန်နေ၊ဟင်းနေရလည်းသိတ်ကောင်းတာတွေချက်လှူထားတော့အဲ့ဒီတည်းရဲ့စိတ်ထဲမှာဘလို့ဖြစ်သွားတော့ဆို။အော်ဒီကိုယ်တော်ကတော့စပြီသူဘယ်သွားပြီဘာလုပ်ပဲငါမသိဘူး။ငါအိမ်ကလူတွေကိုဒီထမင်းကျွေးပြီး over time ခိုင်းလိုက်ရရင်တော့ဒီနေ့စီးပွားအတွက်ပို့ပြီးတော့အတွက်ချေကြိုက်မယ်လို့။သွားပြီးတော့အဲ့လိုစိတ်ထဲမှာသွားတွေး။အကျောက်စရာအလွန်ကောင်းတယ်နော်။ အဲ့လိုပိစိကဗုဒ္ဓလှူတာပဲလို့ပိစိကဗုဒ္ဓလို့သူသိတာမဟုတ်ဘူးယန္တပါသူတော်စင်တပါဆိုပြီးတော့လှူလိုက်တာပဲသို့တော်လှူပြီးတဲ့အခါကျတော့ငါလှူလိုက်တာမှားများသွားလားမှားသွားပြီဒါအင်္ဂါလူတွေဒီထမင်းမျိုးကျွေးပြီးတော့အလုတ်ပိုခိုင်းလိုက်ရရင်ကောင်းပါပဲဆိုအတွေးသွားဝင်တယ်သူကအဲ့ဒီအတွေးဝင်သွားတဲ့အတွက်ကြောင့်အဲ့ဒီဘဝမှာပိစိကဗုဒ္ဓကိုဆွမ်းလှူထားလို့အဲ့ဒီကုသိုလ်ကြောင့်လူဘဝမှာ ခုနှစ်ကြိမ်တထေးကြီးပဲဖြစ်တယ်ဒီဌာနကောင်းမှုကြောင့်သူတထေးကြီးပဲသို့သောပစ္စည်းကဗုဒ္ဓကိုဆွမ်းလုပြီးတဲ့နောက်ခုနကအတွေးနှိမ့်ဆက်လိုက်သည့်အတွက်ကြောင့်ဝမ်းတန်ရမယ့်အစားဝမ်းမတာသည့်အတွက်ကြောင့်ဘာဖြစ်တုံးဆိုရင်သူရလာတဲ့ပစ္စည်းဥစ္စာတွေကိုသူသုံးညင်စိတ်လုံးဝမရှိဘူးသိမ့်ထားတာပဲရှိတယ်ခုခေတ်လည်းပစ္စည်းဥစ္စာချမ်းသာပြီးတော့သိမ့်ထားတဲ့လူတွေဟာ